အမေရိကန်ရစ်တပ်ဟာဂျီမင်နိုင်ငံမှာရှိတဲ့ဟူသီတွေရဲ့ Ras El Sasi စိတ်ကမ်းကိုဆိုးရွားတဲ့တိုက်ခိုက်မှုတစ်ခုလှုပ်ဆောင်ခဲ့ပြီးနိုင်ပိုင်းတွင်အဆိုပါစိတ်ကမ်းကိုအပြတ်စည်းတွေဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။ဒါဟာတာမန်လေကြောင်းတိုက်ခိုက်မှုတစ်ခုမဟုတ်ပါဘူး။ဒါဟာအီရန်ရဲ့ထောက်ပံ့မှုနဲ့လှုပ်ရှားနေတဲ့ဟူသီတွေရဲ့ဘန်နာရင်းနဲ့ထောက်ပံ့ပို့ဆောင်ရေးအရင်းမြစ်တွေကိုဖျက်တောက်ဖို့ရည်ရွယ်တဲ့အဆုံးဖြတ်ပေးတဲ့ထိုးနှက်မှုတစ်ခုဖြစ်ပါတယ်။ဒါဆို Ra Issa ကဘာကြောင့်ဒီလောက်အရေးပါတာလဲ။ အမေရိကန်ကဘလူနီးပညာတွေသုံးပြီးဒီစိတ်ကန်းကိုဖျက်ဆီးပစ်လိုက်တာလေ။ Ras Issa ကဘာကြောင့်ဘျူဟာကြတဲ့ပြစ်မှတ်ဖြစ်တာလဲ။ Ras Issa ဟာစီစိတ်ကန်းတစ်ခုသာမကပါဘူး။ဟူဒီရရဲ့စီးပွားရေးအရအသက်သွေးကြောလူပါပဲ။2015ခုနှစ်ကတည်းကဟူဒီရဟာဒီစိတ်ကန်းကိုထိန်းချုပ်ထားပြီးအီရန်ကနေတရားမဝင်စီတင်သွင်းမှုတွေအတွက်အချက်ချာနေရာအဖြစ်ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ဒါပေမဲ့လိန်မာပါနဲ့တဲ့လှည့်ကွက်တစ်ခုရှိပါတယ်။ အီရန်ကလာတဲ့စီရီကိုအာရက်စော်ပွားများပြည်တော်စု UAE ကလာတဲ့ဆိုပြီးဖုံးကွယ်ထားပြီးဒါကဟူသီတွေကိုပိတ်ဆို့တန်ခတ်မှုတွေကိုရှောင်လွှဲနိုင်စေခဲ့ပါတယ်။နေ့စဉ်သူတို့ဟာ DC ကိုရောင်းချပြီးဒေါ်လာ1ဘီလီယံနီးပါးရရှိခဲ့ပါတယ်။ဒီရန်မုံငွေတွေကိုပင်လယ်နီမှာပုံသွယ်ရေးသင်းမောတွေနဲ့ American စစ်သင်းမောတွေကိုဒုံးကျည်နဲ့ drone တွေနဲ့တိုက်ခိုက်ဖို့အသုံးပြုခဲ့ပါတယ်။တနည်းအားဖြင့် Ras Issa ဟာဟူသီတွေရဲ့ဘန်လိုပဲဖြစ်နေပြီးအမေရိကန်ကအခုမှဒီဘန်ကိုမီးရှို့ပစ်လိုက်တာပါ။ စည်ရေးယူဆရာရန်သူရဲ့ POL Petroleum Oil Lubricant စီရင်နိုင်ချောစီတွေကိုဖျက်ဆီးတာဟာသူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုအားနည်းစေဖို့အထူးကကြပါတယ်။ American Marine တပ်ဖွဲ့ကစီကိုခင်မီစစ်ပွဲမှာအဆုံးဖြတ်ပေးတဲ့အချက်တစ်ခုဖြစ်အလေးပေးဖော်ပြထားပါတယ်။စီမရှိရင်စစ်သည်မော်တွေလေရင်တွေတင့်ကားတွေဟာရွေရှားနိုင်စွမ်းမရှိတော့ပါဘူး။ဟူဒီရေတက်ဆိုရင် POL ဟာအ мян လှေတွေစစ်ထရက်ကားတွေအတွက်လောင်စာစီတာမကလက်နက်တွေဝယ်ယူဖို့ တိုက်ခိုက်ရေးသမားတွေကိုလာသာပေးဖို့ဒုံးကျည်တွေထုတ်လုပ်ဖို့အတွက်ရန်ပုံငွေအရင်းမြစ်လေဖြစ်ပါတယ်။ Ras Isa ကိုဖျက်ဆီးလိုက်တာဟာနှစ်ထပ်တိုးထုံးနှက်မှုတစ်ခုပါ။ဒါကရန်ပုံငွေကိုဖျက်တောက်ရုံသာမကထောက်ပံ့ပို့ဆောင်ရေးကိုပါပြတ်တောက်စေပါတယ်။ CIA နဲ့ American ဗဟိုကုကဲရေးဌာန US Central Command တို့ဟာဒီတိုက်ခိုက်မှုအတွက်အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။လာပေါင်းများစွာစုံစမ်းစစ်ဆေးပြီးနောက်ဟူတီတွေဟာတရားမဝင်စီကနေဒေါ်လာ၄ဘီလီယံကျော် ငွေကြေးဆေးကြောခဲ့တယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီစီအများစုဟာအီရန်ကဆင်းသက်လာတာပါ။ VLCC Very Large Crude Carriers လို့ခေါ်တဲ့ CG တင်သင်္ဘောတွေဟာ UAE ဒါမှမဟုတ် Oman နိုင်ငံရဲ့အလံတွေအောက်မှာဖုံးကွယ်ထားပြီး Ras Isa စိတ်ကမ်းမှာမတိမတာစိုက်ကပ်ခဲ့ပါတယ်။ CIA က KH12 ဂျိုဒူတွေကိုအသုံးပြုခဲ့ပါတယ်။ဒီဂျိုဒူတွေမှာ30စင်တီမီတာရုပ်ထွက်ကြီးလင်းပြတ်သားမှုရှိတဲ့ကင်မရာတွေတပ်ဆင်ထားပါတယ်။ ဒါအပြင် RQ4 Global Hawk drone ကိုလည်းအသုံးပြုခဲ့ပါသေးတယ်။ဒီ drone ဟာ13,680မိုင်အကွာအဝေးထိပြန်တန်းနိုင်ပြီးပေ9,900အောင်မြင့်မှာဆောင်ရွက်နိုင်ပါတယ်။ဒီလိုနီးပညာတွေနဲ့စိတ်ကမ်းမှာဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ခဲ့ပါတယ်။ဒါအပြင် RC135 River Joint ရဲ့ SIGINND Signals Intelligence စနစ်ကိုလည်းအသုံးပြုခဲ့ပါတယ်။ CIA နဲ့ American ဘ ਹੁ ကုတ်ကဲရေးဌာနတို့ဟာ ဟူသီတွေနဲ့အီရန်ကြားဆက်သွယ်မှုတွေကိုဖမ်းယူခဲ့ပြီးစီရီရဲ့မူလရင်းမြစ်ကိုအတည်ပြုခဲ့ပါတယ်။2025ခုနှစ်ဧပြီလ18ရက်နေ့မှာဆန်ကွန်အမေရိကန်ဗဟိုကုတ်ကဲရေးဌာနကထုတ်ပြန်ကြေညာခဲ့တာကဟူသီတွေဟာအကြမ်းဖက်အဖွဲ့အစည်းကိုပစ္စည်းထောက်ပံ့ပေးနေတဲ့နိုင်ငံတွေနဲ့ကုမ္ပဏီတွေကနေအကျိုးအမြတ်ဆက်လက်ရယူနေတယ်လို့ပါ။ဒီစီရီဟာယီမင်ပြည်သူတွေစီကိုရောက်ရှိသင့်ပေမဲ့ဟူသီတွေကအကြမ်းဖက်လှုပ်ရှားမှုတွေအတွက်ရန်မုံငွေရှာဖို့လမ်းကြောင်းပြောင်းလဲပစ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာရှေ့လျားတဲ့ထောက်လန်းရေးလုပ်ငန်းတစ်ခုရဲ့ရလက်ဖြစ်ပြီးဟူဒီတွေက USS ကာနေစစ်သည်မော်ကို CASF2K drone နဲ့ C802 ဒုံးကြီးတွေနဲ့တိုက်ခိုက်ခဲ့တာကိုတုံ့ပြန်တဲ့အနေနဲ့ဆောင်ရွက်ခဲ့တာပါ RAS ISA ကိုတိုက်ခိုက်မှုကိုအဆင့်နှစ်ဆင့်ခွဲပြီးလှုပ်ဆောင်ခဲ့ပါတယ်ပထမအဆင့်မှာ Tomahawk ဒုံးကြီးတွေနဲ့စစ်မြေပြင်ကို ပြင်ဆင်ပြီးဒုတိယအဆင့်မှာ F18 နဲ့ F35C တိုက်လေယာဉ်တွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေဆောင်ရွက်ခဲ့ပါတယ်အဆင့်၁ Tomahawk ဒုံးကျည်တွေနဲ့လမ်းဖောက်ခြင်း USS Harry S Truman လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုကနေ American က Tomahawk Block VA ဒုံးကျည်ဆက်နှင်းကိုပစ်လွတ်ခဲ့ပါတယ်။ဒီဒုံးကျည်တွေရဲ့အကွာအဝေးက1500မိုင်ဖြစ်ပြီးတိကျမှုက3ဘီအတွင်းရှိပါတယ်။ဒုံးကျည်တစည်းချင်းစီမှာ1000ပေါင်အလေးချိန်ရှိတဲ့စစ်ချီကောင်းတစ်ခုတက်ဆင်ထားပြီးရေဒါကိုရှောင်ရှားနိုင်ဖို့ပေတရာအမြင့်မှာပြန်တန်းပါတယ်။ Tomahawk ဒုံးကျည်ဟာ GPS နဲ့ Tarcon Starring Control Matching Elibri Lanyon စနစ်ကိုအသုံးပြုပြီးပြန်တန်းနေစဉ်မှာပြစ်မှတ်တွေကိုပြောင်းလဲပြီးထိမှန်နိုင်ပါတယ်။ဒီဒုံးကြီးတွေကိုစိတ်ခံတကားဝဝင်ထွက်လမ်းကြောင်းတွေအ धिक တူလောင်ယုံစတဲ့အ धिक နေရာတွေကိုပြစ်မှတ်ထားခဲ့ပါတယ်။ဒါဟာ Citadel Truck ကားတွေထွက်ပြေးဖို့မဖြစ်နိုင်တဲ့မီးတောင်လမ်းကြောင်းတစ်ခုဖန်တီးပေးခဲ့ပါတယ်။ဒဇင်းကတော့အကြီးဆုံးတူလောင်ကန်ကိုထိမှန်ခဲ့ပြီးအနီးအနားကကန်တွေစီပြန့်နှံ့သွားတဲ့အီယာမမီးလုံးကြီးတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ အပန်ထက်နေတဲ့ match 0.7အမြန်နှုံးနဲ့ပြန်တန်းရင် Tomahawk ဒုံးကြီးဟာ120မိုင်းငိုင်း9မိုင်းအကွာကနေ7မိနစ်တွင်ပြစ်မှတ်ကိုရောက်ရှိခဲ့ပြီးလုံးဝအံ့အားသင့်သွားစေခဲ့ပါတယ်။အဆင့်နှစ် F18 နဲ့ F35 စီးလို့နဲ့လုံးဝဖျက်ဆီးခြင်း Tomahawk ဒုံးကြီးတွေကလမ်းဖောက်ပြီးတဲ့နောက် USS Truman က F18F Super Hornet လေယာဉ်တပ်ဖွဲ့ကလေထဲထွက်ခွာခဲ့ပါတယ်။ F18F လေယာဉ်တစ်စီးချင်းစီမှာ GPU 12 Pathway 2ဘုံ၄လုံးနဲ့ GPU 38 JDAM ဘုံ၂လုံးတွေတည်ဆောင်ထားပါတယ်။ Lightning Port စနစ်ကိုအသုံးပြုပြီး F18F လေယာဉ်မှုတွေကကြံရှိတဲ့ truck ကားတွေ၊စီကန်တွေကိုလေဆာလမ်းညွှန်စနစ်နဲ့အလင်းပြပြီး GPU 12ဘုံတွေက6.5ဘီထက်နည်းတဲ့တိကျမှုနဲ့ပြစ်မှတ်တွေကိုထိမှန်စေခဲ့ပါတယ်။တစ်ဖက်မှာတော့ F35C Lightning 2လေယာဉ်ကသူ့ရဲ့ဖုံးကွယ်နိုင်စွမ်းနဲ့အတူပေ3900အမြင့်မှာပြန်တမ်းပြီး GBU 53B stone breaker ဘုံးတွေကိုအသုံးပြုကထွက်ပြေးနေတဲ့ truck ကားတွေလိုရွေရှားနေတဲ့ပြစ်မှတ်တွေကိုဖျက်ဆီးခဲ့ပါတယ်။ stone breaker ဘုံးဟာယာသည်ဥတုဆိုးရတဲ့အခြေအနေမှာတော့မီလီမီတာလှိုင်းရေဒါနဲ့အနီအောက်ရောင်ကြီးကိုအသုံးပြုပြီးပြစ်မှတ်တွေကိုအလိုလျောက်ချိတ်ဆက်ထိမှန်နိုင်ပါတယ်။ EA18G Growler လေယာဉ်ကတော့ ALQ 249 next generation jammer ngj pop ကိုတက်ဆင်ထားပြီးဟူဒီရဲ့ Panson SA2 နဲ့ Squareber SA5 တို့လေကြောင်းရန်ကာဝေးရေးရေဒါတွေကို အနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။ဒါကတိုက်ခိုက်ရေးလေယာဉ်တပ်ဖွဲ့ကိုအကာအကွယ်ပေးခဲ့ပါတယ်။ EA18 engine growler လေယာဉ်ဟာ AGM88 Hamdong ကြီးတွေနဲ့လည်းလက်နက်တပ်ဆင်ထားပြီးရေဒါစနစ်တစ်ခုခုဖွင့်လှစ်လာရင်ဖျက်ဆီးဖို့အဆင်သင့်ရှိပါတယ်။ AQ118 drone ရဲ့စစ်နမိုင်းအမြင့်ကနေရိုက်ကူးထားတဲ့ပုံရိပ်တွေအရ RAS ISA မှာဖြစ်ပေါ်ခဲ့တဲ့ပျက်စီးမှုတွေကိုဖော်ပြထားပါတယ်။ စီကံကြီး15ခုလုံးဝပျက်စီးသွားပြီးစီတင်ထရက်ကား20စီးဟာပြာကျသွားကစိတ်ခံတကားရဲ့ဒစိမ့်တစ်ပိုင်းပြိုကျသွားပါတယ်။စီကံတွေရဲ့အပျက်စီးတွေဟာနေရာအနှံ့ပြန့်ကျဲနေပြီးမိကုံငွေတွေထူထပ်ကြတွေဟာကီလိုမီတာပေါင်းများစွာကောင်းကင်မှာမြင့်တက်လျက်ရှိပါတယ်။စံကုန်းရဲ့ခံမှန်းချက်အရပျက်စီးမှုတန်ဖိုးဟာဒေါ်လာတန်း900အထိရှိနိုင်ပြီးဟူဒီတွေဟာသူတို့ရဲ့အဓိကဝင်ငွေအရင်းမြစ်ကိုဆုံးရှုံးခဲ့ရပါတယ်။တိုမာဟော့ဒုံးကြီးတွေကိုအသုံးပြုပြီး ပိတ်ဆို့ဟန်ထားတဲ့နီးဗျူဟာကြောင့်ထွက်ပြေးသွားရတဲ့ truck ကားတွေမရှိခဲ့ပါဘူး။စီကံတချို့ကို ပေါင်း2004ချိန်ရှိတဲ့ GPU 31 JDAM ဘုံးတွေနဲ့တိုက်ခိုက်ခဲ့ပြီးဒီဘုံးတွေကိုကာတာနိုင်ငံရှိ IUDs လေးတပ်စခန်းကနေထွက်ခွာလာတဲ့ F15E Strike Eagle လေယာဉ်တွေကအသုံးပြုခဲ့ပါတယ်။ F15E လေယာဉ်တစ်စီးဟာ GPU 38ဘုံး12လုံးကိုတဲဆောင်နိုင်ပြီးပြစ်မှတ်ပြိုးစုံကိုတပြိုင်တည်းတိုက်ခိုက်နိုင်ပါတယ်။ ဒါပေမဲ့ဆန့်ကွန်ကတုံ့ပြန်ချိန်ကိုတိုးစေဖို့အတွက်လေရင်တင်သင်းမောရီပေါ်က F18 လေရင်တွေကိုဦးစားပေးအသုံးပြုခဲ့ပါတယ်။ RAS SA ရဲ့ပျက်စီးမှုဟာဖူတီရရဲ့ဝင်ငွေရင်းမြစ်ကိုဖျက်တောက်ရုံသာမက သူတို့ရဲ့ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်ကိုပါအားနည်းစေပါတယ်။စီမရှိရင်ဟူတီရရဲ့အ мян လှေတွေလဲပတ်နိုင်မှာမဟုတ်တလို့စစ်ထရက်ကားတွေလည်းလက်နက်တွေပို့ဆောင်နိုင်မှာမဟုတ်ပါဘူး။ဒါအပြင်ဟူတီရဟာရခိုင်ကကုံတွေရေးတင်းမောတွေစီကအခွန်ကောက်ခံမှုနဲ့ ဒေါ်လာ300ချီတဲ့ဝင်ငွေရရှိခဲ့ပေမဲ့ RAS ISA ပြတ်စည်းသွားတာကြောင့်ဒီဝင်ငွေအရင်းမြစ်ကိုပါဆုံးရှုံးခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုဟာအီရန်အတွက်လည်းသတိပေးချက်တစ်ခုဖြစ်ပြီး American ဟာကိုယ်စားလှယ်အုပ်စုတွေအတွက်ရန်ပုံငွေထောက်ပံ့မှုကိုဖြတ်တောက်နိုင်တယ်ဆိုတာကိုပြသလိုက်တာပါ။ဆန်ကွန်ကအီရန်ဟာစီကိုအကြမ်းဖက်လှုပ်ရှားမှုတွေအတွက်ရန်ပုံငွေဖြစ်ဆက်လက်အသုံးပြုလို့မရတော့ဘူးလို့အလေးပေးပြောကြားခဲ့ပါတယ်။ American ရဲ့ဖိအားကြောင့်အီရန်ဟာဟူသီတွေ ဟားမတ်စ်နဲ့ဟစ်ဘိုလာအဖွဲ့တွေကိုထောက်ပံ့မှုကိုလျှော့ချရပွဲရှိပြီးသူတို့ရဲ့ခုခံရေးဝင်ရိုးကိုအားနည်းစေနိုင်ပါတယ်။ရာအစ်စာကိုမြန်မြန်ဆန်ဆန်ပြန်လည်ထူထောင်လို့မရနိုင်တာကြောင့်ဟူဒီတွေဟာလှုပ်ရှားမှုတွေကိုဆက်လက်ထိန်းသိမ်းဖို့ရုန်းကန်ရပွဲရှိပါတယ်။ဒါပေမဲ့ဟူဒီတွေမှာဟိုဒီယာတာလိုအခြားသိငယ်တဲ့စိတ်ကန်းတွေလည်းရှိနေပြီးဒါတွေကသိတာထင်ရှားမှုနေပါပါတယ်။ဟူဒီတွေကတိုက်ခိုက်မှုတွေကိုမရက်တန့်ရင်အမေရိကန်ကလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်လှုံ့ဆော်နိုင်ပါတယ် ဒီတိုက်ခိုက်မှုနဲ့အတူအမေရိကန်ဟာရှင်းလင်းတဲ့သတင်းစကားတစ်ခုပေးပို့လိုက်ပါတယ်။ပင်လယ်နီမှာအကြမ်းဖက်မှုနဲ့ငွေကြေးစေးကြောမှုအတွက်နေရာမရှိပါဘူး။ CIA အမေရိကန်ရေတပ်နဲ့စန့်ကွန်းတို့ရဲ့ထူးကျွန်တဲ့စစ်စင်ရေးအတွက်ဂုဏ်ပြုပါတယ်။ Tomahawk ဒုံးကြီးတွေကစလို့ F-35C နဲ့ Growler လေယာဉ်တွေအထိနည်းပညာတွေနဲ့အမေရိကန်ဟာတာလွန်ကြီးမားတဲ့စွမ်းအားကို ပြသခဲ့ပါတယ်။မဝေးတော့တဲ့အနာဂတ်မှာရီမင်နိုင်ငံမှာတရားဝင်အစိုးရတရက်ပေါ်ထွက်လာပြီး ပြည်သူတွေဟာဟူတီတွေရဲ့လွဲသုံးသားလုပ်မှုတွေအစားရေနံအရင်းမြစ်တွေကနေအကျိုးအမြတ်ရရှိလာမယ်လို့မျှော်လင့်ပါတယ်။ပင်လယ်ဒီဟာငြိမ်းချမ်းမှုကိုပြန်လည်ရရှိလာမှာဖြစ်ပြီးကမ္ဘာကုန်သွယ်ရေးဟာချင်းချောက်မှုကနေလွတ်မြောက်လာမှာပါ။ဒါပေမဲ့24နာရီမပြည့်ခင်မှာပဲသူတို့ရဲ့စစ်စခန်းဟာပြာကျသွားခဲ့ပါတယ်။သူတို့ဟာတိကျတဲ့ဘုံတွေတိုမာဟော့ဒုံးကြီးတွေရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကိုအသက်ရှင်ကြံရစ်နိုင်မလားဆိုတာကိုစမ်းသပ်ချင်ခဲ့ပုံပါပဲ။ တတိပေးချက်တစ်ခုအနေနဲ့ပြောရရင်ဒီလိုအခွင့်အရေးဆိုတာမရှိပါဘူးအမေရိကန်ဟာစကလုံးတွေနဲ့တုံ့ပြန်မှုမပြုခဲ့ပါဘူးသူတို့ဟာမီးတောင်ဘီလီယံနဲ့လက်တုံ့ပြန်ခဲ့ပါတယ်အမေရိကန်ကပင်လယ်နီတဲကကုန်သွယ်ရေးလမ်းကြောင်းတွေကိုကာဝယ်ဖို့ပဲလိုလားတယ်လို့ပြောပေမဲ့ဟူဒီရီအတွက်တော့ဒီဇယ်လန်းဟာလုံးဝကွဲပြားပါတယ်2015ခုနှစ်ကတည်းကသူတို့ရဲ့ရီမန်နိုင်ငံဟာဆော်ဒီအာရေဗျဥဆောင်တဲ့ညွန်ပေါင်းဖွဲ့ရဲ့တိုက်ခိုက်မှုတွေနဲ့ပျက်စီးယိုယွင်းခဲ့ရပါတယ် ဒီညုံမောင်းဖွဲ့ကိုအမေရိကန်ကလက်နက်တွေထောက်လန်းရေးသတင်းတွေထောက်ပံ့ပို့ဆောင်ရေးနဲ့ထောက်ခံခဲ့ပါတယ်။ဟူဒီတွေအတွက်အမေရိကန်သင်းမောင်းရိုင်းဟာသူတို့ရဲ့ရန်သူမဟာမိတ်ရဲ့သင်္ကေတတစ်ခုဖြစ်ပြီးဒါကြောင့်တိုက်ခိုက်မှုဟာရိုးရှင်းတဲ့စိန်ခေါ်မှုတစ်ခုသာမဟုတ်ပါဘူး။ဒါဟာနှစ်ပေါင်းများစွာဘုံကျဲတိုက်ခိုက်မှု ပိတ်ဆို့မှု အသက်ဆုံးရှုံးမှုနဲ့ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေအတွက်လက်တုံ့ပြန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီလ6ရက်နေ့ညနေ6:40မှာ USS Gravely စစ်သင်္ဘောကစစ်သင်္ဘောပေါ်ကရေဒါဖန်သားပြင်ဟာရုတ်တရက် data တွေနဲ့ပြေလာခဲ့ပါတယ်။အစပိုင်းမှာသိငယ်တဲ့အဆက်အပြောက်အနှဲငယ်သာပေါ်ပေမဲ့ဒါရီဟာအရေးပေါ်အခြေအနေတစ်ခုအဖြစ်လှည့်မြန်စွာပြောင်းလဲသွားခဲ့ပါတယ်။ Aegis စနစ်ရဲ့နှလုံးသားဖြစ်တဲ့ AN Spy 1D Radar ဟာပြစ်မှတ်ရာပေါင်းများစွာကိုတပြိုင်တည်းခြေရာခံနိုင်သွမ်းရှိပြီးအလွန်မြန်ဆန်စွာရောက်လာနေတဲ့အရာဝတ္ထုမျိုးစုံကိုဖမ်းယူတွေ့ရှိခဲ့ပါတယ်။၂စက္ကန့်အတွင်းမှာ Aegis တိုက်ခိုက်ရေးစနစ်ဟာတစ်စက္ကန့်လျင်တန်းနဲ့ချီတဲ့တွက်ချက်မှုတွေကိုလှုပ်ဆောင်နိုင်တဲ့စူပါကွန်ပျူတာနဲ့ပေါင်းစပ်ထားပြီးအခြေအနေကိုသုံးသပ်ကအဖြေတစ်ခုရရှိခဲ့ပါတယ်။သင်္ဘောသားတွေဟာချက်ချင်းဆိုသလိုလှုပ်ရှားလာခဲ့ပါတယ်။စက္ကန့်60ထက်မပိုတဲ့အချိန်တွင် Bravely ဟာအချင်း30နှုန်းနဲ့အချိန်မြင့်ခဲ့ပြီး USS Harry S Truman လေယာဉ်တင်သင်္ဘောကိုလည်းအဆင့်မြင့်သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ချိန်ချောက်မှုဟာအမှန်တကယ်ဖြစ်ခဲ့ပြီးအဲ့ဒီချိန်ချောက်မှုရဲ့နာမည်က Charline 802ပါ။ ချာလိုင်းအေယိုတူဟာအီရန်ရဲ့အကူအညီနဲ့ထုတ်လုပ်ထားတဲ့အတန်ထက်နေတဲ့ cruise ဒုံးကြီးတစ်မျိုးဖြစ်ပြီးတနာယီလရင်630မိုင်ထုံးနဲ့ပင်လယ်ရင်မျက်နှာပြင်အထက်ပေ30ကနေ90အတင်းနှိမ်ပြန်တန်းပြီးရေဒါထောက်လန်းမှုကိုရှောင်ရှားပါတယ်။ဒါပေမဲ့ရာပေါင်းများသောသောမိုင်ကွာဝေးမှာသိင်းငယ်တဲ့ပြင်ပတ်တွေကိုထောက်လန်းနိုင်တဲ့ spy 1D ရေဒါကိုရှောင်ရှားဖို့ဆိုတာမလွယ်ကူတဲ့အလုပ်ဖြစ်ပါတယ်။ Gravely ဟာတာမန်ပြင်ပတ်တစ်ခုမဟုတ်ပါဘူး။ ANSLQ 32စနစ်ကိုအသုံးပြုတဲ့ အီလက်ထရွန်နစ်စစ်စင်ရေးကျွမ်းကျင်သူတွေဟာရေဒါကတန်တရားရှိခဲ့တာကိုလျင်မြန်စွာအတည်ပြုခဲ့ပါတယ်။ချာလိုင်း AO2 ဒုံးကြီးနှစ်စင်းဟာသင်းမောင်းအုပ်စုဖွဲ့စည်းမှုစီတဲ့တဲ့ဥတီလာနေတာပါ။ဒုံးကြီးဒစင်းကြီးစီမှာ365ပေါင်အလေးချိန်ရှိတဲ့တန်ချက်ဖောက်စစ်ကြီးကောင်းတစ်ခုတက်ဆင်ထားပြီးဒါဟာသင်းမောင်းရဲ့အပြင်ဘက်ခွန်ကိုတန်ဘူးကုန်တစ်ခုလိုဖောက်ထွင်းနိုင်စွမ်းရှိပါတယ်။ဒုံးကြီးတွေဟာမိုင်150အကွာကနေအလင်းမြန်နီးကပ်လာနေပါတယ်။ ်ချာလိုင်းအေယိုဒူဒုံးကြီးတွေဟာ USS Gravely ရဲ့ဖြတ်စည်းနိုင်တဲ့စုံထဲကိုဝင်ရောက်လာခဲ့ပါတယ်။ဆုံးဖြတ်ချက်တစ်ခုကိုချက်ချင်းချလိုက်ပါတယ်။ SM2 ဒုံးကြီးတွေကို ပြစ်လွတ်ဖို့ပါ။ Standard Missile 2 SM2 ဟာအတန်ထက်မြန်တဲ့ Mach 3.5အမြန်နှုန်းနဲ့မိုင်းတရာကျော်အကွာဝေးထိရောက်ရှိနိုင်ပြီးတနက်ကြီးတရောင်ကိုပြစ်ချသလိုပြစ်မှတ်တွေကိုလင်းမြန်စွာဖြတ်စည်းဖို့ဒီဇိုင်းထုတ်ထားပါတယ်။အစင်းမြင် SM6 version ကိုအသုံးမပြုဘဲ Gravely က SM2 Block 3ရေတုံးကြီးနှစ်စင်းကိုပြစ်လွတ်ခဲ့ပါတယ်။ဒီ version ကပုံမဟောင်းနှွမ်းပေမဲ့အတန်ထက်နေတဲ့ချင်းချောင်းမှုတွေအတွက်အကောင်းဆုံးဖြစ်ပြီးပုံမတန်မိုးကြည့်တဲ့ဒုံးကြီးတွေကိုပူအားကောင်းတဲ့ပြစ်မှတ်တွေအတွက်တင်ထားခဲ့ပါတယ်။ခင်မီစစ်ပွဲမှာဒုံးကြီးတစည်းချင်းစီဟာတန်မိုးရှိတဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။ SM2 ဒုံးကြီးနှစ်စင်းဟာကောင်းကင်ထဲမှာအလင်းမြန်ထိုးပေါက်သွားခဲ့ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာ Spy 1D Radar ကပောက်ကွဲမှုတစ်ခုနဲ့အတူ အပြက်စီးတွေမိုးရွာသလိုကျလာတာကိုသတင်းပို့ခဲ့ပါတယ်။အောင်မြင်မှုလားဒီလောက်မြန်မြန်တော့မဟုတ်ပါဘူး။စစ်စင်ရေးဖွဲ့တွေကအပြက်စီးတွေဟာတိတ်ကြီးလွန်းနေတယ်ဆိုတာကိုသိရှိခဲ့ပြီးဒုံးကြီးကပြစ်မှတ်ကိုအတိအကျထိမှန်ခဲ့တာလား။ဒါမှမဟုတ်မပြည့်စုံတဲ့ထိခိုက်မှုပဲဖြစ်စေခဲ့တာလားဆိုတာစိုးရိမ်စရာဖြစ်လာပါတယ်။နီးပြူဟာဆိုင်ရာရရှိကဘာမှမစွန့်စားပဲ SM2 ဒုံးကြီးနှစ်ဆင့်ကိုထပ်မံပြစ်လွတ်ဖို့အမိန့်ပေးခဲ့ပါတယ်။တကယ်တိုက်ပွဲမှာအမှားယွင်းအတွက်နေရာမရှိပါဘူး။ ည6:59မှာရေဒါကချိန်ချောင်းမှုကို10မိုင်กว่าမှာလုံးဝဖယ်ရှားပြီးစီးကြောင်းအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့တင်မောသားတွေမှာအောင်ဝဲခံဖို့အချိန်မရှိခဲ့ပါဘူး။နောက်ထပ်တိုက်ခိုက်မှုလှိုင်းတွေအတွက်ပြင်ဆင်ရမှာမလို့ပါ။ဟူဒီတွေကိုနားလည်တဲ့သူတိုင်းသူတို့ဟာတကြိမ်တည်းနဲ့ဘယ်တော့မှရက်တံမှာမဟုတ်ဘူးဆိုတာသိပါတယ်။တင်းမာမှုတွေအနှဲငယ်ကြော့သွားပုံရတဲ့အချိန်မှာပဲည9နာရီမှာ Spy 1D ရေဒါကသတိပေးသံထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ ပြစ်မှတ်အသစ်၄ခုပေါ်လာခဲ့ပြီးဒါရီဟာပိုနှေးကွေးပြီးသိမ်းခဲ့ပေမဲ့အန်ဒီရင်မနေပါဘူးဒါရီဟာဒုံးကျည်တွေမဟုတ်ပဲအီရန်ထုတ် Shahed 136 drone တွေဖြစ်ပြီး54ပေါင်အလေးချိန်ရှိတဲ့စစ်ချီကောင်းတွေတက်ဆင်ထားကတနာကြီးလျင်132မိုင်ထက်ကျော်တဲ့အမြန်နှုံးနဲ့ပြန်တန်းပါတယ်စစ်ရေးစကားနဲ့ပြောရရင်ဒီ drone တွေဟာအစစ်မြင့်ချင်းချောင်းမှုမဖြစ်နိုင်ပေမဲ့သတိမထားမိရင်နောင်တရစေနိုင်ပါတယ်ဒါရိုက်ထိမှန်မှုဟာဖြတ်သိမ်းမောတစည်းကိုနှိမ့်မြုပ်စေနိုင်မှာမဟုတ်ပေမဲ့ အတွေ့အကြုံရှိတင်မောသားတယောက်ကတော့ဒါကမသေးသေးတဲ့ထိုးနှက်မှုတစ်ခုဆိုပြီးမင်းမျက်နှာကိုလာထိုးမယ်ဆိုရင်လက်ခံပါလားလို့ပြောမှာပါတကယ်ပဲအမေရိကန်ဂျင်တက်ဟာလက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူးဒေါ်လာ9000တန်ဒရုန်းတစ်စီးကိုဖျက်ဆီးဖို့ဒေါ်လာတန်းချီတန်ဖိုးရှိတဲ့ဒုံးကြီးတစ်စင်းကိုအသုံးပြုတာဟာမဖြစ်နိုင်တဲ့အကြံဖြစ်ပါတယ်ဒါကြောင့် Captain Gravely ကဒရုန်းတွေကိုပိုနီးကပ်လာခွင့်ပေးခဲ့ပါတယ်ဟူဒီတွေကဖြတ်သိမ်းမောဟာအစင်မသိမ့်ဖြစ်နေတယ်လို့ထင်ခဲ့ပေမဲ့ အကြမ်းတမ်းမှာ gravely ဟာထောင်ချောက်တစ်ခုဆင်နှွှဲနေတာပါသင်းမောဟာအနောက်ဘက်ကိုဖြင်းညင်းစွာလှည့်လိုက်ပြီးစုပ်ခွာဖို့မဟုတ်ပဲ Felix CIWS Closest Weapon System ရဲ့ Gatling တပ်နက်ကိုပြသဖို့ပါ CIWS ဟာ Doppler Radar စနစ်နဲ့တပ်ဆင်ထားပြီး10မိနစ်လျင်ကြီးစံ4500နှုန်းနဲ့ပစ်ခတ်နိုင်ပါတယ်ဒါဟာဒုံးကြီးတွေကိုထိမှန်မခံရခင်နောက်ဆုံးစက္ကန့်ပိုင်းမှာဖမ်းယူတိုက်ခိုက်ဖို့အဓိကအသုံးပြုပေမဲ့ရဟတ်ရင်တွေအ мян လှေတွေ ဒီဖြစ်ရမှာလို့ကိုကိုကိုဖောက်ခွဲဖို့ရည်မှန်းထားတဲ့ drone တွေကိုပါလွယ်ကူစွာဖျက်ဆီးနိုင်ပါတယ်16မိုင်ကွာမှာ CIWS ရဲ့ radar က drone တွေရဲ့လမ်းကြောင်း အမြန်နှုံးနဲ့အမြင့်ကိုတွက်ချက်ခဲ့ပါတယ်10မိုင်ကွာမှာ CIWS ဟာ drone တွေ3မိုင်ကွာဝေးကိုဖြတ်ကျော်လာတဲ့အခါပြစ်ခတ်မှုတောင်းကိုချိန်ညှိခဲ့ပါတယ်ကပတိန်ကပြစ်ခတ်ပါလို့အမိန့်ပေးလိုက်တဲ့အခါ CIWS ဟာ20 mm ကြည်စံတွေရဲ့မုံတိုင်းတစ်ခုကိုထုတ်လွှတ်လိုက်ပါတယ် ျက်စိတမိတ်တွင်းမှာပဲ Shahed 136 drone lazy ဟာပင်လယ်ရင်မျက်နှာပြင်ပေါ်မှာပြက်ကျပျက်စီးသွားတဲ့သတ္တုအဆုတ်အပြတ်တွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။